ထင်ရှားကြော်ကြားအရှိတောင်အာရှသူရဲကောင်းများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ထုတ်မဂ္ဂဇင်းကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်ဒီကနေ့မှာတော့အရှိတောင်အာရှအာဆီယံနိုင်ငံများရဲ့နိုင်ငံသူရဲကောင်းတွေအထင်ကရပုဂ္ဂိုလ်ကြော်ကြီးတွေရဲ့အပိုင်းနှစ်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင် လဘက်တိဟိုချီမင်ဗီယက်နမ်နိုင်ငံဗီယက်နမ်နိုင်ငံရဲ့လွတ်လပ်ရေးသူရဲကောင်းကြီးရှင်စန်တန်ကဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ နောက်ပိုင်းမှာဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံရဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီးတော့သမ္မတ1945ကနေပြီးတော့1969ခုနှစ်အထိသမ္မတတာဝန်ကိုလည်းထမ်းဆောင်ခဲ့ပါသေးတယ်ဗီယက်နမ်ဂျော့ချ်ဝါရှင်တန်အဖြစ်လဲ VNN Community Party ကမကြာခဏခေါ်ဝေါ်ခဲ့ကြပါတယ် အကြောင်းရင်းကတော့ VNN ကိုအုပ်စိုးထားတဲ့ပြင်သစ်တို့လက်အောက်ကနေပြီးတော့လွတ်မြောက်နိုင်ဖို့အတွက်သူ့ရဲ့အချိန်တွေကို များစွာအသုံးချခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဟိုချီမင်းဆိုတဲ့အမည်ကတော့သူ့ရဲ့အမည်ရင်းမဟုတ်ပါဘူး1945ခုနှစ် ဩဂုတ်လတော်လည်ရေးအတွင်းဟိုချီမင်းဆိုတဲ့အမည်ကိုစတင်မဲ့ခေါ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။သူရဲ့ငယ်နာမည်ကတော့ငုယင်စင်တန်ဖြစ်ပါတယ်။ Confucius ရိုးရာအရအသက်70နှစ်အရွယ်မှာငုယင်ထက်တန်ဆိုတဲ့အမည်ကိုပြောင်းလဲခဲ့ပါတယ်။ဟိုချီမင်းအမည်ပြင်ငုယင်စင်ခွန်၊ငုယင်ထန်တန်၊ငုယင်အိုက်ကို Mr. Bong, Bud, Mr. Chin, Mr. Tran, Mr. Ling စတဲ့နာမည်အမျိုးမျိုးကိုလည်းခံယူခဲ့ပါသေးတယ်။ ဟိုချီမင်းကအမည်ဝက်ပေါင်း90နဲ့200ကျားမှာအသုံးပြုခဲ့ဘူးတယ်လို့လည်းသိရပါတယ်။သူရဲ့ကြော်ကြတဲ့အမိကတော့ငွေရင်အိုက်ကုတ်ဖြစ်ပြီးတော့ငွေရင်ရဲ့အထိပယ်ကတော့အများသုံးအတုံးအများဆုံးဖြစ်ပြီးတော့အမျိုးသားလို့အထိပယ်ရတာဖြစ်ပါတယ်။ဟိုချီမင်းကတိုင်းပြည်ချစ်သူဖြစ်တဲ့အလျောက် VNN community ကသူ့ကို Bug Ho Angel Ho ဆိုပြီးတော့ရည်ညွှန်းခေါ်ဆိုကြတာလည်းဖြစ်ပါတယ်။ 1945-1954မှာပြည်ထောင်အုပ်ချုပ်ရေးသမားတွေကိုဆန့်ကျင်တဲ့ဒေါ်လန်ရေးကိုဟိုချီမင်းကဦးဆောင်ခဲ့ပါတယ်။အဲဒီနောက်ဆိုဗီယက်ရုရှားနဲ့တရုတ်တို့ထောက်ခံကြတဲ့ကွန်မြူနီအုပ်ချုပ်ရေးထွန်းကားလာခဲ့ပြီးတော့ VNN မြောက်ပိုင်းမှာတမန်တော်နဲ့ဝင်ကြီးချုပ်အဖြစ်ဦးဆောင်အုပ်ချုပ်ခဲ့ပါတယ်။ မရိကန်ရဲ့အကူအညီကိုရယူနေတဲ့တောင်ပိုင်းဖီယန်နန်နဲ့မရိကန်တို့ဟာရွေးကောက်ပွဲကို လက်ခံထားပြီးနိုင်ငံရဲ့အပိုင်းနှစ်ပိုင်းကိုပြန်လည်ပေါင်းစည်းမယ်ဆိုတဲ့ကတိကိုစတင်ပယ်ဖျက်ခဲ့ကြပါတယ်။အဲဒီနောက်ဟိုချီမင်းဦးဆောင်တဲ့ကွန်မြူနစ်အစိုးရဥပဒေရဲ့စည်ရေးနိုင်ငံရေးအရာတောင်ပိုင်းဖီယန်နန်ရဲ့လေယာဉ်ဆိုင်ခင်းနေရာပြန်လည်ရယူဖို့စူးစမ်းခဲ့ကြပါသေးတယ်။ ဆယ်စုနှစ်နှစ်ခုကြာအောင်စစ်ပွဲတွေဆင်နွှဲခဲ့ကြပြီးတော့ VNL အမျိုးသားတန်ပေါင်းများစွာကလည်းစစ်ပွဲကြီးအတွင်းတည်ကြည်ပျက်စီးခဲ့ကြပါရယ်တရုတ်ပြည်သူသမ္မတနိုင်ငံနဲ့ဆိုဗီယက်ရုရှားတို့ကမြောက်ပိုင်း VNL ရဲ့စစ်ရေးကြိုးစားမှုတွေကိုကူညီပေးခဲ့တယ်လို့ American ပြည်တော်စုကလည်းတောင်ပိုင်း VNL ကိုစစ်ကူပေးခဲ့ကြပါရယ်နောက်ဆုံးမှာတော့ဟိုချီမင်းကွယ်လွန်ပြီးနှစ်အနည်းငယ်အကြာမှာတော့ VNL မြောက်ပိုင်းကအနိုင်ရရှိခဲ့ကြပါရယ် ဟိုချီမင်းကမြောက်ပိုင်းကွန်မြူနတီထက်တီကို ထောက်ပံ့ရေးအတွက်စီယုံရိတ်ခီးစဉ်အဖြစ်1958ခုနှစ်ဖေဖော်ဝါရီလ14ရက်ကနေ18ရက်အထိမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပူပါတယ်။နံပါတ်1ပိုချိုးအောင်ဆန်းမြန်မာနိုင်ငံအရှိတောင်အာရှရဲ့ထင်ရှားကြော်ကြောင်းတဲ့နိုင်ငံသူရဲကောင်း ချင်းတရားပုဂ္ဂိုလ်တွေဆင်းမှာခြေတဲ့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းလည်းအပါအဝင်ဖြစ်ပါတယ်။ခြေတဲ့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်းဒေသကြီးနမောင်းမြို့နယ်ရှင်းနေဦးဖာနဲ့ဒေါ်စုရောမှ ဖွားမြင်ခဲ့ပြီးတော့ မွေးစင်း9ရောက်ရှိတဲ့တဲမှာအထွေးဆုံးသားလေးပဲဖြစ်ပါရယ်1932ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာမြန်မာစာပါဠိဘာသာဂုဏ်တူးတွေနဲ့အေအစင်းမအောင်မြင်ကရန်ကုန်တက္ကသိုလ်ကိုပညာဆက်လက်သင်ကြားဖို့ရောက်ရှိသွားခဲ့ပါရယ်ကိုအောင်ဆန်းရဲ့ကျောင်းသားနိုင်ငံရေးအတွင်းပါဝင်မှုမှာအစာပိုင်းမှာခက်ဖြည်းဖြည်းမှန်မှန်သာဖြစ်ပေမဲ့လည်း1935ခုနှစ်နောက်ပိုင်းမှာတော့အချိန်အဟုန်မြင့်မားလာခဲ့ပါရယ်အဲ့ဒီအချိန်ကသူဟာ ကိုနုကိုလာဖေနောင်ဘူးလက်ကြကိုသိန်းဖေကိုကျော်ငိမ်ကိုရာရှစ်တို့နဲ့အတူနိုင်ငံရေးကိစ္စတွေကိုစတင်လုပ်ကိုင်နေခဲ့ပြီးဖြစ်ပြီးတော့ကျောင်းသားတွေလည်းအထူးသတိထားမိလာခဲ့ကြပါတယ်သူကရန်ကုန်တက္ကသိုလ်ရဲ့ကျောင်းသားသမတ်ကမှလည်းအမှုဆောင်ဖွင့်ဝင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး၎င်းအဖွဲ့ထုတ်ဝေတဲ့အိုးဝေမဂ္ဂဇင်းမှလည်းအက်ဒီတာအဖြစ်ပါဝင်ခဲ့ပါတယ် ဗိုလ်ချုပ်အောင်ဆန်းကကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်နေစဉ်1942ခုနှစ်မှာဒေါခင်ဂျီနဲ့ထိမ်းမြှားလက်ထပ်ခဲ့ပါတယ်။အောင်ဆန်းလင် အောင်ဆန်းဦးနဲ့အောင်ဆန်းစုကြည်ဆိုတဲ့သားသမီး၃ဦးထွန်းကားခဲ့ပြီးတော့သမီးဖြစ်သူဒေါအောင်ဆန်းစုကြည်ကတော့နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။အဲဒီနောက်နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေအတွက်စီရင်လေးချင်းမှုတွေအတွက်လည်းနိုင်ငံရဲ့ချားရီအထိပါတွားရောက်ကလေးချင်းတင်ကြခဲ့ပါတယ်။နေချင်းအင်္ဂလိပ်တွေနဲ့ ဲ့ဖက်စစ်ဂျပန်တွေကိုရွေးရွချွန်ချွန်တိုက်ထုတ်ကာနိုင်ငံအကြီးအကဲအဖြစ်လွတ်လပ်ရေးရယူအတွက်တာဝန်ကျေပွန်စွာထမ်းဆောင်နေစမှာပဲမတမာသူလူတစုရဲ့အလုံးကျန်တက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးတော်ခင်ကြီးကတော့1988ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။နံပါတ်3ဆူဟာတိုအင်ဒိုနီးရှားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံရဲ့သူရဲကောင်းလို့တင်စားကြတဲ့ဆူဟာတိုကို1921ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့အင်ဒိုနီးရှားနိုင်ငံရဲ့စေရေးနိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့ထင်ရှားသူပဲဖြစ်ပါတယ်။ သူဟာအင်ဒိုနီးရှားမျိုးသားတော်လန်ရေးတက်မတော်မှာစစ်ကောင်းဆောင်တအူးနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပေမဲ့လည်းအင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယမြောက်သမ္မတတအူးနေနဲ့သာလူသိများခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံသမ္မတတအူးနေနဲ့1968ခုနှစ်မှ1998ခုနှစ်အထိနှစ်ပေါင်း30ကျော်ကြာအုပ်ချုပ်သွားတာကြောင့်တက်တန်းရှိသမ္မတတအူးနေနဲ့လည်းလူသိများပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် Destro စုံမထားတဲ့အရှေ့အိန္ဒိယဂျွန်စုကိုဂျပန်တို့ကသိမ်းပိုက်လိုက်တာကြောင့်1945ခုနှစ်ဩဂုတ်လ18ရက်နေ့မှာဆူကာနိုနဲ့ဟတ်တာခေါင်းဆောင်တဲ့တော်လိုင်းဤသမားတွေကအစိုးရအဖွဲ့အဖွဲ့ကလွတ်လပ်တဲ့အင်ဒိုနီးရှားအဖြစ်ကြေညာလိုက်ပါတော့တယ်။ဒါကြောင့်1945ခုနှစ်ကနေ1948ခုနှစ်အတွင်းဒန်စတိုနဲ့တော်လိုင်းဤသမားတွေလွတ်လပ်ရေးအတွက် ရှင်ပြိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့ရပါတယ်။ နောက်ဆုံးကုလသမဂ္ဂရဲ့ဝင်ရောက်ဖြန့်ဖြေးပေးမှုတွေကြောင့်1949ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာတော့အင်ဒိုနီးရှားပြည်တော်စုအင်ကြီးနဲ့လွတ်လပ်ရေးကိုအပြီးထိုင်ရရှိခဲ့ပါတယ်။အဲဒီချိန်ရောက်ဆပြီးတော့ဆုခါနိုဟာသမ္မတတာဝန်ကိုယူခဲ့ပြီးဟတ်တာမှဝင်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။ တမရတတန်ကြာမြင့်ပြီးတဲ့နောက်ယာရုကနေစွန့်ခွာချိန်အဂတိလိုက်စားမှုပြဿနာတွေဆွဆွေးမှုတွေနဲ့ရှင်ဆိုင်ခဲ့ရတာရုံတင်စစ်ဆေးခြင်းကိုပါခံခဲ့ရပါတယ်၂၀၁ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာနေ့လယ်တနာရီ7မိနစ်အချိန်မှာပဲကြောက်ကက်ယောဂာနဲ့ကွယ်လွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်စာဟာတူရဲ့ရုပ်အလောင်းကို28ရက်နေ့မှာလေရင်နဲ့တည်ဆောင်သွားခဲ့ပြီးတော့ဂရီဗန်ဂန်သင်္ချိုင်းမှာရှိတဲ့ဥစွာကွယ်လွန်သွားခဲ့တဲ့ဇနီးဖြစ်သူရဲ့ကူဘေးနားမှာပြင်ဆင်ထားခဲ့ပါတယ် နံပါတ်၄ဆူတန်ဟာဂျီဟာဆာနေဘိုခီရာမူအက်စ်ဇက်တင်းဝက်တလာဖရူနိုင်နိုင်ငံဝါတလာမူရက်စန်ဇာဒန်ခေါ်ဆူတန်ဟာဂျီဆက်ဟာဆန်အယ်ဘိုကီယာမိုရက်ဇက်တင်ဝါဂျာလာကတော့ဘရူနိုင်းနိုင်ငံရဲ့ပြင်းစည်းတစ်ပါးပဲဖြစ်ပါတယ်။ဘင်မာဂျီအဲလစ်ဘတ်ဘီယန်နောက်လက်ရှိအချိန်အထိကမ္ဘာ့နံသက်အရှည်ဆုံးပြင်းစည်းတစ်ပါးလေးဖြစ်ပါတယ်။ ဘီယင်မြင်းမြိုက်က1946ခုနှစ်ဇူလိုင်လ15ရက်နေ့မှာဘရူနိုင်းမြို့အခုဘန်ဒစရီဘဂဝန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ဘီယင်မြင်းမြိုက်ကဘရူနိုင်းနိုင်ငံမှာပဲဥစွာပညာစည်းပုခဲ့ပြီးတော့နောက်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုသွားရောက်ကပညာဆက်လက်စည်းပုခဲ့ပါတယ်။ဘီယင်မြင်းမြိုက်က1966-68ခုနှစ်မှာတော့ United Kingdom နိုင်ငံ Sandhurst မြို့မှာရှိတဲ့ ဘရင်စစ်တပ်ကတော်မှာအရာရှိတဦးအဖြစ်သဏ္ဍာန်တက်ရောက်ခဲ့ပါတယ်1962ခုနှစ်အသက်15နှစ်အရွယ်အရောက်မှာတော့အင်ရှိမင်းသားအဖြစ်ရွေးချယ်တဲ့မြောက်ချင်းခံခဲ့ရပြီးတော့ဖခင်ဖြစ်သူဘရင်ကြီးအာမာဟွန်ဆူဒန်ဟာဂျီအိုမာအလီဆိုင်ဖိုဒင်ဆတ်အဒူခိုင်ရီဝါဒီယန်ကထီးနန်းကိုသူ့ရဲ့သဘောဆန္ဒအရမိုအစ်ဇာဒင်တန်ကိုဆွန်လွတ်လွှဲပြောင်းခဲ့တဲ့အတွက်1969ခုနှစ် အောက်တိုဘာ9ရက်နေ့မှာဆူတန်ဘရင်မင်းမြတ်အရာအရာကို အနှင်းခံခဲ့ရပြီးတော့1968ခုနှစ်ဩဂုတ်လတရက်နေ့မှာဘရူနိုင်းနိုင်ငံရဲ့29ဆင်းမြောက်ဘရင်မင်းမြတ်အဖြစ်ဟိုဗိသိက်ခံခဲ့ပါတယ်။ဘရင်မင်းမြတ်ကမိဖုရားရာဇာအီထရီဘင်ဂျီယန်အနက်ဟာဂျာဆယ်လီယာနဲ့ချင်းရတော်ဘင်ဂျီယန်မစ်ထရီဟာဂျာမာရီယန်တို့နဲ့လက်ဆက်ခဲ့ပြီးတော့တားတော်၄ပါးနဲ့သမီးတော်၆ပါးထွန်းကားခဲ့ပါတယ် ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။